အရီတာဘောဟာဗမခေချမ်းပေါက်တင်မောင်းသည်သူတို့တိုက်သားများ၏ဗန်းစကားအရာဗမခေနွားတင်ကုတ်ကိုစွန့်ခွာကအချာနွားစကြက်များ၌ကျက်စားခဲ့ပူ၏1949ခုနှစ်ကဖြစ်သည်ဗမခေတွင်ဦးအောင်မြင့်လက်အောင်၌အရီတာဖြစ်ခန့်လိုက်သောအခါတင်မောင်း၏ကျိုးပန်းချက်သည်ဗန်းတိုင်လောက်နည်းနည်းရောက်သွားခဲ့သည် တင်မောင်းသည်သတင်းတောက်လို့ရသည်မှာမလွတ်လပ်ဟုတင်ကစိတ်ကြင်ကြက်နေခဲ့သည်သတင်းတောက်တို့မြည်သည်မိမြပင်စူးစမ်းစေကမူ ရဖက်ရန်ကားတွင်သတင်းလွှတ်နိုင်သည်အေဒီတာတို့ကအခြားသတင်းစာတို့ရနိုင်သောသတင်းမှန်သမျှကိုလည်းလိုချင်ကြသည်အခြားသတင်းစာတွေမပါသောသတင်းတွေကိုလည်းကိုပိုင်သတင်းအဖြစ်လိုချင်ကြသည်သတင်းစာဆရာတိုင်းသတင်းတောင်များပါဤသို့ဆန္ဒရှိကြတော့လေရဖက်ရန်ကားတွင်သတင်းလွှတ်နိုင်သည်သတင်းတို့လွှတ်ရခြင်းသည်သတင်းတောက်တို့အဖို့ကြီးမားသော ရာသွေးမှုဖြစ်သည်အေဒီတာမှန်သမျှကလည်းဆက်ဆက်ခါနာကြည့်ရကြသည်အစဲပုတ်သောအေဒီတာဆိုပါကစဲဆိုသည့်အသည့်ကျိန်းပေါင်းလေးရှိသည် တင်မောင်ဤသတင်းတောက်တက်တန်း၌ဒကြိမ်းသားသတင်းတပုတ်လွတ်သည်ဖြင့်ထုချေလွာအတောင်းခံရပူသည်အေဒါဦးအုံမြင့်ကဘူကင်းသတင်းတောက်ကသတင်းတပုတ်နိုင်ငံရေးသတင်းတောက်ကသတင်းတပုတ်အထွေထွေသတင်းတောက်တင်မောင်ကသတင်းတပုတ်စီလွတ်ကြကြောင်းဖြင့်သုံးဦးစလုံးကိုထုချေလွာတောင်းသည်ထိုစဉ်ကဗမာကင်း၌သူတို့သုံးဦးအပြင်ဓာတ်ပုံသတင်းတောက်ဈေးနှုန်းသတင်းတောက်နှင့်မြင်းပွဲသတင်းတောက်တို့ရှိကြတော့လေတင်မောင်တို့လူစုလောက်တာဝန်မကြီးနိုင်သူလုံသောလုပ်ငန်းကို အစွမ်းကုန်ကြိုးစားလေရှိပြီးအပြစ်တင်ခံရလေညာစွာစိတ်ထိခိုက်လေရှိသည်ဖြင့်တရင်တောက်တင်ပေါင်းသည်ညာစွာတုံလုံးသွားသည်မနက်လင်းတိုင်းအခြားတရင်စာများကသူ၏တရင်စာထက်ဘာတရင်ထုမလဲဟုသောစိုးရိမ်စိတ်ဖြင့်အမြဲတရင်စာခြင်းရှင်၍ကြည်ရသည်မိမိတို့တိုက်ကတာမှသာဟင်းချနိုင်သည်ညံ့ခဲ့လျင်လောက်ခဲ့လျင်တိုက်သူမျက်နှာပန်းမပြဝင့်အောင်ကြောက်ရွံ့လေရှိသည်ဒုက္ခခဲများကြော်နေနိုင်ရမှာ ကိုယ်တိုင်အရီတာဖြစ်မှဖြစ်မည် တင်မောင်ဒီအရီတာဖြစ်ရန်ပါရမီဖြည့်သောအပြင်ဗမာခေအထုတို့တွင်ဝိတုတို့များစောင်းမများရေးကလက်ဆွဲပေးရသည်ဦးအောင်မြင့်ကတော့ဒေါ်စောလာမြင့်တီးဖြတ်သောယူရီဂျာနယ်မှာပါအမျိုးသမီးကလောင်မြင့်နှင့်ဒုသမယစာမူကိုကူရသည်ထို့ပြင်နေသတင်းတောက်တို့၏ရှင်းလျားသောသတင်းတို့ကိုအတူချုံ၍ပြင်ရေးပေးရသည်နေသတင်းတောက်တို့သည်အချို့ကမလိုအပ်သောအချက်များကိုထည့်ကအရှိရေးရကြသည်အချို့ကလည်းသတင်းစုပိုရရန် ရှည်ရှည်ရေးကြသည် တို့တရင်တို့ကိုတိတ်တော်တယ်လို့ပြင်ရရည်။တရင်ရှိရဲသူတို့တွင်ပကိုးတရင်နောက်ဥပအုံကိုအေရဒက်စုပေးတင်သည်။ဒိုင်ဥမျိုးမှတရုတ်တဦးငွေ15ကျပ်တန်လုံးကြီးများတခိုးခိုးခံရသည်ကိုပကိုးဒစ်စထရိတ်ပိုင်းပကိုးမျိုး၏အရှိတ်တက်တဲ့မိုင်းမြည်ရွေးမြည်မြကွာရှိဒိုင်ဥမျိုးတွင်စသဖြင့်အစချီက၆လွာတစ်မျက်နှာအပြည့်ရဲသူဖြင့်သူ့ကိုမိလူလူဒုတိယဆရာမှမြိတ်မျိုးမှဥုံညွန့်ဖြစ်သည်။မြေတရင်တော့ဥုံညွန့်သည် ကျေးနန်းနှင့်သတင်းပို့ရသောကျေးမုံသတင်းစာခက်၌ပင်ဤသို့ရှေလျားစွာရေးကကျေးနန်းရိုက်လေရှိသည့်ပြင်မကြာခဏတူတူရေးရန်တောင်းပန်ရသည်ထို့သို့နေသတင်းတောက်ကြီးများကတူတူတုတ်တုတ်ရှောက်လွာနှစ်မျက်နာသတင်းရှည်များကိုဗမာခေ၌စာကြောင်းရေ၅ကြောင်း၆ကြောင်းနှင့်လောက်အောင်တင်ပေါင်းကပြင်ရေးပေးရသည်ထို့အပေါ်ပြင်ရေးပေးခြင်းအလုပ်ကိုညနေ၃နာရီမှည9နာရီအထိကူရသည်တနေ့လုံးလဲသတင်းလိုက်ရသည်အခြားသတင်းတောက်များမှာအိမ်တော်ရှင်များဖြစ်သည့်ပြင် တင်ပေါင်းလောက်လုံအားမပေးနိုင်ကြရှာကြီးတင်ပေါင်းဤအပိုလုံအားကျေးဇူးသည်မကြမီအကောင့်ထဲပေါ်လာသည်1948ခုဩဂုတ်လတွင်အရီတာဦးအောင်မင်းနှင့်တန်တော်စစ်အရီတာဦးမမောင်ကြီးတို့သည်ဗြိတိရှ်အစိုးရ၏ဧည့်သည်အဖြစ်ဘီလက်သို့သွားကြသည်ဦးအောင်မင်းတို့မသွားခင်ကတိုက်တရင်အရာတရင်တောက်ချုပ်ဦးကိုကိုလေးကိုအရီတာဖြစ်ဆောင်ရွက်မည်ဟုသိခဲ့ရတော့လေဦးအောင်မင်းထွက်သောနေ့မနက်၌တင်ပေါင်းမှတိုက်ထိုင်အရီတာခန့်အပ်ခြင်းခံရလေသည်ထိုနေ့မနက်ကတင်ပေါင်းသည်ဒုံးစံအတိုင်း တရင်တော်တို့သည်မနက်တိုင်းအလုတ်ဝင်စဉ်၌တိုက်၌သတင်းစာရှိပါသလားဟုမေးရသည်ဘုန်းဆက်တော်ကအေရီတာဥကိုလေးကတိုက်ကိုလာခဲ့ဟေးဟုခေါ်၏မောင်ရင်အေရီတာတက်လုပြီးတော့တိုက်မှာထိုင်ပြီးတော့တိုက်သူရောက်တော့ကဥကူကိုလေးကဆို၏မင်းတို့ငါလည်းပြပေးပါမယ်ကွာတိုကဲ့သို့ဆိုကဥကူကိုလေးကသတင်းတောက်တို့ဤသတင်းတူရှည်များစောင်းမများခေါင်းကြီးနဲ့သတင်းဝေပန်းကျန်အေရီတာထံပေးစာများနဲ့အတန်လွင့်အစီအစဉ်အထိသတင်းစာ၌ထည့်ရမည့်စာမှုများကို ပုံအပ်သွားသည်တင်မောက်ဖို့ရခင်ကသတင်းကိုပြင်ပေးယုံမကခေါင်းစဉ်တက်၍လဲပေးရလေရှိသည်သူ၏ခေါင်းစဉ်နှင့်စလုံးအကြီးအသေးလုံးရည်ကိုဥုံမြင့်ကပြင်ဆင်၍ပုံနှိပ်ရလေရှိသည်ယခုမူတင်မောက်ဖို့သူ့ဘာသာသူပြင်ရပြီးခေါင်းစဉ်တက်ကသူ့ဘာသာပင် ရေးတွက်၍စာစီဆရာထံအပ်ရသည်တိုးလင်းဖြစ်ရန်ရှည်လင်းဖြစ်ရန်စာစီဆရာက စာစီပြီးမှ တင်ပြသည်ကိုပြင်ပေးပြီးတရေစာစာမျက်နှာကိုဖွဲ့စေရသည် ။တထားသူကို ပုံဆွဲကပြတ်ရသည်။မနက်10:00နာရီမှထိုင်းလိုက်ရာနေ့လယ်10:00နာရီတွင်မှတရင်းစာရှင်းမျက်နှာစာနှစ်ဖောင်ပြီးသွားသည်။နောက်ထပ်ရှင်းမျက်နှာကိုညစာစီများနှင့်ဆက်လုပ်ရပြီးဥကူလေးကမလာသေးညစာစီသည်ညနေ4:00နာရီကမှစဝင်သည်။စာမှုကိုညနေ6:00နာရီကစရွေးပေးရသည်။ထိုအချိန်၌ရန်ကုန်သတင်းတောက်တို့၏သတင်းများလာချိန်ဖြစ်သောကြောင့်နေသတင်းကိုတီးဖြတ်ချိန်မရှိသည့်ဖြင့်နေ့ကပိုသော နေသတင်းများကိုတီးဖြတ်ရသည်။တင်ပေါက်အတင်မှာဥကူကိုလေးသည် ညနေပိုင်းပြန်လာမည်ထင်သည်သူလာမှပြီးသည်မစာမှုများကိုအက်ခါအိမ်ကိုပြန်ပြီးစိတ်ကူးခဲ့သည်သို့တော့ညနေ6နာရီတွင်ဥကုကိုလေးကသူမလာနိုင်တော့ဟုဖုံးဆက်တော်သည်ဤတွင်မှတိုက်မှရုံးစည်ကလေးကိုထမင်းကြော်တထုပ်အဝဲခိုင်းပြီးစာကညစာမျက်နှာများကိုဆက်လုပ်ရလေသည်ညဘက်တွင်ရန်ကုန်သတင်းတောက်တို့၏သတင်းများအစိုးရပြန်ကြားရေးသတင်းများအပြင်နိုင်ငံခြားကျေးနပ်သတင်းများကိုပါကိုင်းရသည်မှတ်ချက်ဘာသာပြန်ဆရာကနေ့နိုင်တာဆင်းပြီး နေပိုင်းလာသမျှသာပြန်ဆိုသွားသည်အရေးတဲ့နိုဘယ်ဆုပေးသည့်နိုင်ငံခြားကျေးနပ်သတင်းတွင် An Romantic Verse ရေးသူကဗျာဆရာကိုဆုပေးကြောင်းပါရာ An Romantic Verse ကိုအပိဓာန်လှမ်းပြီးဘာသာမပြန်တဲ့ဖြစ်ရပါသည်သူစဉ်ကဗမာခေတိုက်သူစောင်းပါလာရေးရာတွင်စောင်းပါမရေးမီ ပိုကားတောင်းနေလေးရှိသောဆရာဇဝနကိုမရေးရသည်မနွယ်ပြောင်းကဗျာရှင်လို့ပြန်လိုက်ပါဟုသူကတမဟုတ်ချင်းဆိုသည့်အတိုင်းပြန်ဆိုထည့်ပေးရသည် ထိုနေ့ဗမာခေတ်ဒီမြန်နဖုံးမှကြော်သည့်လက်သည်အရီတာပေါက်စာကလေးတင်မောင်းတယောက်တည်းတီးဖက်ရသောသတင်းစာဖြစ်သည်စာစီတို့စာမူပေးရ၌နောက်ကျလှကြည့်ဟုမရှိသဖြင့်တင်မောင်းမှဝမ်းသာရသည်တို့တော်ထိုနေ့ကဇီယာဇဝနစာမူနောက်ကြသည်ဇီယာဇဝနသည်စာမူရေးရ၌အလွန်နှောင်းလေရှိသည်တင်းကြိုမရေးထားပဲနောက်ဆုံးအချိန်မရေးမဖြစ်မှရေးလေရှိသည်ဥကုကုလေးသည်ထိုနေ့သာမကနောက်နေ့များတွင်လည်းသတင်းစာစာမူများကိုလက်ဖျားနေမှမတူပဲ တင်မောက်အပေါ်၌သာပုံအပ်နေသည်ဥကိုကိုလေးသည်တည်င်းလိုက်နီးတင်ပေးစဉ်ကညွန်ပြယုံသာညွန်ပြပေးခဲ့သည်အဲဒါတင်တန်းတွင်မူတင်မောက်အားရေကန်နှင့်ကန်ချကရေကူးတင်ပေးသောနည်းဖြင့်တင်ပေးသည်ငါပြေးလို့ငါမလုချင်လို့ကြီးမင်းကိုလွှဲပေးတာမဟုတ်ပါဘူးမင်းရဲ့လက်ဆလက်နာကိုတီးပြီးမင်းကိုဖြစ်စေချင်လို့ဇွတ်တွန်းပေးလိုက်တာပါကွာထိုကဲ့သို့နောက်ပိုင်း၌ဥကိုကိုလေးကဆို၏တင်မောက်သည်ဤသို့သော အမြန်တက်ရေကူးတင်သည်နှင့်အဲဒါဖြစ်လာခဲ့ရာ ပူအုံးမြင့်ပြန်လာတော့အခါ၌လဲတရင်ထွက်မလိုက်ရတော့ပဲတိုက်ထိုင်အဲရီတာအဖြစ်ဖြင့်ယာရူးမြဲခဲ့သည်ပူအုံးမြင့်ပြန်လာတော့အခါတင်ပေါက်အဖို့နေတရင်များတီးဖြတ်ယုံသာလှုပ်ပေးရသည်တရင်စာစာမျက်နှာပွဲမှုကိုပူအုံးမြင့်ကိုယ်တိုင်ကင်သောကြောင့်အလုတ်ပားကတတ်တာခဲ့၏အလုတ်တတ်တာသည့်အလျောက်တစ်ဖက်မှရှုမဝါသွေးတော့ဒါယာစသောမဂ္ဂဇင်းတို့တွင် စာများများရေးနိုင်လာသည်အချိန်ပိုနေသေးသည်ကိုတက္ကသိုလ်စာမေးပွဲဝင်ပြရန်ဥုံမင်းကတိုက်တွန်းသည်ဖြင့်ဥပစာစာမေးပွဲဝင်ပြရန်တင်လိုက်သည် အခက်သည့်ပင်ဦးအောင်မြင့်ကဗမာခေတိုင်းမှာအိမ်ခွဲ၍နေလျာမူလလာတာလန်းရှိဆွေမျိုးများအိမ်တွင်မနေတော့ပဲဦးအောင်မြင့်ထံအတူလိုက်နေသည်တရင်းစာလုပ်ငန်းအားတည်နေတဲ့ပြိုင်နဲ့ဦးအောင်မြင့်ကပင်ចောင်းစာကိုသင်ပေးသည်သို့သောအခြေအနေမှာအခက်သည့်ဖြောင်ပြူးနေရာမှာရုတ်တရက်အစီအစဉ်ပြတ်သွားခဲ့သည်ဒင်မောင်သည်စာမေးပွဲပြေချိန်၌သူ၏မိခင်ကြီးနှင့်မန္တလေးသို့သွားခဲ့ရသည်မန္တလေးသည်တင်မောင်၏ဒုတိယမြို့ဖြစ်သည်မန္တလေးမှာចောင်းနေခဲ့သည့်ပြင်တငယ်ချင်းလည်းပေါ်သည် သူ၏ဇာတိမျိုးအလားနေသားကြသောမျိုးလည်းဖြစ်သည်ဖြင့်မန္တလေးတွင်တပတ်ခန့်လဲပတ်နေခဲ့သည်မန္တလေးတွင်လဲပတ်နေစဉ်မြမအလင်းသတင်းစာတွင်ဗမခေဦးအောင်မြင့်ဗမခေမှနှုတ်ထွက်ကြောင်းသတင်းတိုကလေးပါလာသောကြောင့်ချက်ချင်းရန်ကုန်ဆင်းခဲ့သည်ရန်ကုန်ရောက်သောအခါဦးအောင်မြင့်ကဗမခေတိုက်သူမသွားတော့ဘူးဆို၏တင်မောင်အဖိုးဗမခေတို့သွားကအလုတ်လုတ်ရန်တာဝန်ရှိတော်လဲသူဆရာဦးအောင်မြင့်တန်ရောစဉ်နှင့်ဗမခေတို့အလုံမစင်းတော့ပဲဦးအောင်မြင့်အိမ်၌ပင်အတူနေလိုက်တော်သည် ဗမာခေတိုက်သူနှုတ်ထွက်စာတင်ခြင်းပဲမပြုဘဲအလုံးမစင်ပဲနေလိုက်တော့သည် အပြက်တစ်ခုကျုံလင်းတစ်ခုပြီးတစ်ခုပြက်လာခဲ့တော့သည်ဗမာခေမှာလည်းထိုအခိုင်းနိုင်1950ခုဖေဖော်ဝါရီလ1ရက်ချိတ်ပိတ်ခံရပြန်ပြီးဦးအောင်ခင်ကိုပါဖမ်းသည်ဖြင့်တိုက်ပိတ်ရပြန်သည်